ဒါကတော့ကြက်သားနဲ့ရွှေဖြုံသီးနဲ့ပေါ့နော်ကြက်သားနဲ့ရွှေဖြုံသီးနဲ့အချူချက်ချက်တာပဲဖြစ်ပါတယ်ဒီကြက်သားကဘမချက်မဟုတ်ဘူးပေါ့နော်ကြက်သားက CB ချက်ဖြစ်တဲ့အခါကျတော့ဒီတိုင်းချက်လိုက်လို့ရှင်ရင်ပျော့စီးစီးဖြစ်မှာဆိုတဲ့အတွက်ကြက်သားကိုအရင်ဆုံးပေါ့နော်စားရည်စနင်းမုံတွေနဲ့ပြီးတော့ပေါ့နော်သူ့အရင်ဆုံးတင်းအောင်ကြော်လိုက်တာပေါ့နော်တင်းအောင်ကြော်လိုက်တယ်ပြီးတော့မှဒီနာနာလေးတင်းအောင်ကြော်လိုက်တယ်ပေါ့နော်အဲ့လိုမျိုး နည်းနည်းလေးမရေတရေလေးဖြစ်ပြီးတော့ကျွတ်ခန့်နီးမကျွတ်ကျွတ်အချိန်လောက်မှာပဲပေါ့နော်ကျွတ်သွန်အဖြူအနီးကျိတ်ထားတဲ့ဟာကိုတစ်ခါတည်းကြက်သားကြော်တယ်လေဘောနော်ထည့်လိုက်တယ်ထည့်ပြီးတော့ကျွတ်သွန်အဖြူအနီးမှုရောက်နည်းနည်းလေးစီတက်လိုက်တယ်ပေါ့နော်ပြီးတော့မှတစ်ခါထပ်ပြီးတော့ဒီရွှေပြုံကြီးကိုထပ်ပြီးတော့ထည့်လိုက်တာပေါ့နော်ဒါဆွမ်းနာကအာမရိုက်ပြမိလိုက်ဘူးပေါ့နော်အခုကတော့ဒါကျက်သားရဲ့ရွှေပြုံကြီးရဲ့ဟိုစီနဲ့ပေါ့နော်အဲ့ဒီကျက်သားကြော်တဲ့စီကြီးနဲ့ကျက်သွန်ချူရည်နဲ့အရင် ကြော်တာပေါ့နော်ကြော်ပြီးကြော်ပြီးတော့မှဒီမှာသူ့ကိုဒီရေလေးနည်းနည်းလေးထည့်လိုက်တာပေါ့နော်ရေလေးနည်းနည်းလေးထည့်ပြီးတော့အခုဒီရေလေးနည်းနည်းခန်းပြီးတော့စီလေးနည်းနည်းပြန်လာပြီပေါ့နော်ဒါဆွင်တော့ကြပါပြီဘာလို့ရေထည့်လိုက်လဲဆိုတော့စက်သားကြော်တော့မှပေါ့နော်အိုးမပြောင်းပဲနဲ့ဒီတိုင်းပဲစက်သွန်ဖြူတွေထည့်ပြီးတော့စီသက်ဒီဖြူဖြုံကြီးတွေပေါ့နော်ထည့်ပြီးတော့ဝင်တဲ့အခါကျတော့အိုးကနည်းနည်းကတ်နေရပေါ့နော်အိုးက နည်းဂျူးကန့်နေကျက်သားကြော်တယ်ဂျူးလေးတွေပေါ့နော်အဲ့တော့ရေလေးနည်းနည်းထည့်ပြီးတော့မှွေလိုက်တဲ့အခါကျတော့ဒီဂျူးလေးတွေကမရှိတော့ဘူးပေါ့နော်ဒီမှာအိုးကဂျူးကတ်တာမရှိတော့ဘူးအနှစ်ကလေးတွေလည်းဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒါကကျမကအကုန်လုံးရွှေပြုံကြီးလေးစစ်တက်ပြီးမှရေထည့်လိုက်တာဖြစ်တဲ့အတွက်ပေါ့နော်ပို့ပြီးတော့ရွှေပြုံကြီးလေးရတယ်နူးနူးအီအီလေးဖြစ်သွားတာပေါ့နော်ဒါဆိုရင်တော့ဒီအနေလောက်ဆိုရင်တော့ရပြီပေါ့နော် ီနေလောက်ဆိုရင်တော့ကြက်သားကိုရှစ်ဖြုံပြီးနဲ့အချိုချက်ချက်တာလေးရပါပြီအားလုံးပဲမိမိအိမ်မှာအလွယ်တကူလှုပ်ရှားနိုင်ပါပြီเนาะပြီးတော့မှကျမကဒီမှာဒီထဲမှာဗောနော်ကြက်သွန်ဖြူလေးတွေကိုတက်တက်ထပ်ပြီးတော့ထည့်လိုက်တာဗောနော်ဒီအနီနဲ့တိတ်တဲ့အပြင်ကိုမှဗောနော်ထပ်ပြီးတော့ဒီမှာကြက်သွန်ဖြူလေးတွေကိုပါကျမကထပ်ပြီးတော့ထည့်တာဗောနော်အဲ့တော့ပို့ပြီးတော့မွေးပြီးတော့ပို့ပြီးတော့စားလို့ကောင်းတယ်ဗောရှင်ဒီထဲမှာ အဲကြိုက်တဲ့လူတွေဆိုရင်တော့တရုတ်မဆလာလေးထည့်လို့ပိုကောင်းတယ်ပေါ့နော်ပိုမှုရဲ့ပေါ့ရှင်ကဲအားလုံးပဲအိမ်မှာအလေးတကူချက်စားနိုင်ကြပါစေ